သူတော်ကောင်းအစ်စ်မှန်ရင်သူတို့ရဲ့မျက်နှာသူတို့ရဲ့အတန်ကိုမြင်ရကြားရတာနဲ့မြင်ရကြားရသူမှစိတ်နှလုံးကိုအေးချမ်းစေပါတယ်ဘာသာခြားတယောက်ကမြတ်စွာဘုရားကိုစော်ကားထားလို့ဆရာတော်ကတုတ်ပြန်ထားတာကိုလူတယောက်ကဆရာတော်ကိုရင်ကျက်မှုမရှိဘူးလို့မှတ်တာကိုတပည့်တော်ဖတ်မိတယ်တဲ့ ဥစဉ်လဲဖက်မိပါတယ်နော်အခုတော့အဲ့ဒီမန်းကမရှိတော့ပါဘူးဖြတ်သွားပါပြီအစတည်းကကိုတကားကိုတာဝန်မယူရဲဘူးဆိုရင်ဘာမှဝင်မပြောပါနဲ့နော်ပြောလဲပြောခြင်းသေးတယ်ကိုတကားကိုတာဝန်လဲမယူရဲဘူးဆိုရင်ချက်ဖို့ကောင်းပါတယ်အဲ့ဒီမန်းပိုင်ရှင်ကတာဝန်နဲ့ရင်းချက်မှုကိုမကွဲဘူးဖြစ်နေတာပါဒီကနေ့ကဗြမဇာလတုံးမှာမြတ်စွာဘုရားကချက်သားတို့ဖရာဤအပြစ်ကိုဖြစ်စေတရားဤအပြစ်ကိုဖြစ်စေ တန်ခါဤအပြစ်ကိုဖြစ်စေမဟုတ်မမှန်တာတွေနဲ့ဆွဆွဲပြောဆိုလာပြီဆိုပါကဤအကြောင်းကြောင့်လဲမဟုတ်ဤအကြောင်းကြောင့်လဲမမှန်ဤအပြစ်ဒီငါတို့၌မရှိဟုပြန်လဲခြေပပြောဆိုရမယ်လို့ဟောကြားပြီးတာဝန်ပေးခဲ့ပါတယ်အဲ့ဒီလိုတာဝန်ပေးခဲ့တဲ့အတွက်ဖရာတရားတန်ခါယရဏသုံးပါးကိုစော်ကားပုတ်ခတ်လာပြီဆိုရင်ပြန်လဲခြေပပြောဆိုရမှာကဗုဒ္ဓဘာသာဝင်တိုင်းရဲ့တာဝန်ဖြစ်ပါတယ်ဥစဉ်ကဥစဉ်ရဲ့တာဝန်ကိုဥစဉ်ဆောင်ရွက်တာပါနော်အဲ့ဒီမတ်ပိုင်ရှင်က တာဝန်နဲ့ရင်ကျက်မှုကိုမကွဲဘူးဖြစ်နေတာပါ။ဒါကြောင့်အဲ့ဒီပုဂ္ဂိုလ်ကိုပြောချင်တာကတာဝန်နဲ့ရင်ကျက်မှုကိုကွဲပြားစွာသိအောင်လုပ်ပါအောင်လို့ပြောချင်ပါတယ်နော်။ဆရာတော်ဖရာပါကျုပ်ဆရာတော်ဖရာကြီးကဘယ်လိုကုသိုလ်ကြောင့်အတန်ကြာရယုံနဲ့စိတ်နှလုံးအေးချမ်းနေရပါလဲဖရာ။ဆရာတော်ဖရာကိုလည်းကြည်ညိုလျက်ပါတဲ့။ပါကျုပ်ဆရာတော်ကြီးမှမဟုတ်ပါဘူးနော်။သူတော်ကောင်းအစ်စ်မှန်ရင်သူတို့ရဲ့မျက်နာသူတို့ရဲ့အတန်ကိုမြင်ရကြားရတာနဲ့ မြင်ရကြားရသူမှစိတ်နှလုံးကိုအေးချမ်းစေပါတယ်။ဘာကြောင့်အဲ့ဒီလိုဖြစ်ရတာလဲဆိုရင်သူတို့မှာကောင်းတဲ့လက္ခဏာတွေရှိလို့ပါ။ကောင်းတဲ့လက္ခဏာတွေကဘာတွေလဲဆိုရင်တတတာနှဲ့တီလ၃တုတ၄စာက၅ဝရိယ၆တတိ၇တမာတိ၈ပညာဆိုတဲ့သူတော်ကောင်းလက္ခဏာ၈ပါးရှိလို့ပဲဖြစ်ပါတယ်။ ဒီသူတော်ကောင်းလက္ခဏာ၈ပါးရှိတဲ့သူတော်ကောင်းတွေဟာမြင်ရကြားရတာနဲ့စဉ်နှလုံးကိုအေးချမ်းစေပါတယ်။ပါကျုပ်ဆရာတော်ဘုရားကြီးကိုမြင်ရကြားရလို့စဉ်နှလုံးအေးချမ်းရတယ်ဆိုတာဆရာတော်ကြီးမှာဒီလက္ခဏာ၈ချက်ရှိနေလို့ပဲဖြစ်ပါတယ်နော်။လူလူချင်းစော်ကားပြောဆိုမိရင်တစ်ဖက်လူမှာတီလရှိရင်ရှိသလောက်အပြစ်ဖြစ်ပါသလားဘုရားတဲ့။အပြစ်ဖြစ်တာပေါ့နော်။မြတ်စွာဘုရားကိုဇေသမာနဆိုတဲ့အမျိုးသမီးဟာ ကာမဂုဏ်ကိစ္စဖြင့်ရုပ်ရုံမှန်မှဆွဆဲပြောဆိုတဲ့အတွက်မြေမျိုးပြီးငရဲသို့ကြာရောက်သွားရပါတယ်။ဘာကြောင့်အဲ့ဒီလိုဖြစ်ရတာလဲဆိုရင်မြတ်စွာဘုရားဖျားဖြစ်ဖို့ပါရမီဖြည့်ကျင့်စဉ်ကာလမှာတိတောက်သမားတဦးဖြစ်ခဲ့ဘူးပါတယ်။အဲ့ဒီချိန်မှာဇေကမာနဆိုတဲ့အမျိုးသမီးဟာလည်းတိလရှိတဲ့အမျိုးသမီးတဦးဖြစ်ခဲ့ပါတယ်။ဒီနေ့မှာဖျားလောင်းဟာအပေါင်းအသင်းများနဲ့အလောင်းကစားတစ်ခုလုပ်ပြီး စင်သမာနလောင်းလျာအမျိုးသမီးဤသီလကိုလမ်းမှာကျွပြက်အောင် ပြောဆိုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီလိုပြောဆိုပြုလုပ်ခဲ့တဲ့အတွက်စင်သမာနအမျိုးသမီးဟာသီလပြည့်စည်သွားတာကြောင့်ဖခင်အလောင်းကိုရန်ညှုပ်ဖွဲ့ပြီးဖြစ်နေရဘဝတိုင်းမှာတင့်ကို ဖြည့်စည်တဲ့သူဖြစ်ရပါလို့ဤဆိုပြီးဆုတောင်းခဲ့ပါတယ်။ဖခင်အလောင်းလည်းပြုလုပ်ပြီးမှမှန်မှန်သိ၍နောက်တကြီးစွာရတော်လည်းပဲပြင်လို့မရတော့တာကြောင့်အဲ့ဒီဘဝကတည်လွန်တဲ့အခါမှာငရဲသူကြောက်ရွံ့ခဲ့ရပါတယ်။အခုဖခင်အဖြစ်ကိုရတဲ့အခါမှာ အဲ့ဒီတိလပြတ်တဲ့အမျိုးသမီးဟာစေသမာနအမျိုးသမီးဖြစ်လာပြီးမြတ်စွာဘုရားကိုကာမဂုဏ်ကိစ္စဖြင့်ရိုးရိုးမာမာဆွဆွဲပြောဆို၍မိမျိုးပြီးအဝိဇ္ဇငရဲသို့ကြောက်ရောက်သွားရပါတယ်။ဒါကြောင့်တိလရှိတဲ့သူကိုစော်ကားပြမမိမယ်ပြောဆိုမိမယ်ဆိုရင်လည်းအပြစ်ဖြစ်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။ရှောက်ထားတာကြားပါပြီ။ပြန်ဖြေပေးပါဖေယား။အိမ်တိမ်မှာဖေယားစင်းတို့တော့နှဆူမထားကောင်းဘူးဆိုတာ ဟုတ်ပါသလားဖေယား။ ဖြေပေးပါဖရာတဲ့လောကမှာဖရာနှစ်စုပြိုင်တူမပွင့်ကောင်းဘူးเนาะဖရာနှစ်စုပြိုင်တူပွင့်မယ်ဆိုရင်လူတွေဟာဖရဲပြိုင်ဝါဒတွေဖြစ်ပြီးကုသိုလ်မရပဲအကုသိုလ်တွေပဲရကုန်မှာပါဒါကြောင့်ဖရာနှစ်စုပြိုင်တူမပွင့်ကောင်းပါဘူးအဲ့ဒီလိုဖရာနှစ်စုပြိုင်တူမပွင့်ကောင်းဘူးဆိုတာကိုကြည့်ပြီးတော့ ိမ်တိမ်ထဲမှာဖះနှစ်စုပြိုင်းသူမထားကောင်းဘူးဆိုတဲ့အယူဝါဒဖြစ်ပေါ်လာတာပါဒါကိုနားမလဲတဲ့ဗီဒင်ဆရာအချို့ကအိမ်တိမ်ထဲမှာဖះနှစ်စုထားရင်ပဲခိုက်တဲ့သဘောမျိုးပြောဆိုလာကြပါတယ်တကယ်တော့မဟုတ်ပါဘူးเนาะဖះနှစ်စုပြိုင်းသူမပွင့်ကောင်းဘူးဆိုတာကတတ်တော်ထင်ရှားဖះရှင်တွေကိုပြောတာပါတမဲ့ရုပ်ပွားစင်တုတော်တွေကိုပြောတာမဟုတ်ပါဘူးเนาะ အဲ့ဒီတော့မိမိကတတ်နိုင်မယ်ဆိုရင်အိမ်တိုင်ထဲမှာဖះနှစ်စုမကပါဘူးဖះအစုပေါင်းမြောင်များစွာထားပြီးကိုးကွယ်လို့ရပါတယ်နားလဲပါစေနော်အရှင်ဖះအရှင်သာတိဗုဒ္ဓရာကဘာကြောင့်ပြိဋိဘံသံဃာနီးသွေးအံတာလဲဖះဖြီးပြီးတော်မူပါဖះတဲ့အရှင်သာတိဗုဒ္ဓရာမထေရမြတ်ကြီးဟာဘဝတစ်ခုမှာငွားကြောင်သာဖြစ်ခဲ့စဉ်တုန်းကမြော့တပောင်ရဲ့အပေါ်ကိုစားပုံပြီးတက်ခဲ့ပါတယ် အဲ့ဒီလိုမြော့တကောင်ရဲ့အပေါ်ကိုစားပုံပြီးတက်ခဲ့တဲ့ကာမဝတ်ကြောင့်ယခုအရှင်သာရိပုတ္တရာဘဝကိုရောက်ရှိတဲ့အခါမှာဝိပါကဝတ်အနေနဲ့အကျိုးပေးပြီး သွေးအံ့၍ပြိဋိဘံဆံရခြင်းဖြစ်ပါတယ်နော်ရှင်ရှုဖရာတင့်ကိုချစ်တယ်တဲ့ဦးစင်းကတော့မချစ်ဘူးမေတ္တာပဲထားပါတယ်နော်ဦးစင်းလည်းချစ်ချင်းမကင်းသေးတဲ့ယဟန်ဖြစ်ပါတယ် ချစ်ချင်းမကင်းသေးတဲ့ယဟန်ဖြစ်ပါလေနဲ့။ဘာကြောင့်မချစ်ဘူးမေတ္တာပဲထားတယ်လို့ပြောရတယ်လဲဆိုရင်ဦးဇင်းတို့ကိုးကွယ်တဲ့မြတ်စွာဘုရားကဧကံပိယံဧကံဒုက္ခံချစ်ချင်းတစ်ခုရှိရင်ဒုက္ခတစ်ခုရှိတယ်လို့ဟောကြားတော်မူပါတယ်။မိမိကတစုံတဦးကိုချစ်မိပြီဆိုရင်မိမိချစ်တဲ့တစုံတဦးပျက်စီးပြီဆိုတာနဲ့မိမိလည်းတောကဖြစ်ပြီး ဒုက္ခဖြစ်တော့တာပါပဲအဲ့ဒီလိုချစ်ချင်းတစ်ခုကဒုက္ခတစ်ခုကိုဖြစ်စေတဲ့အတွက်မချစ်ဘူးမေတ္တာပေးထားတယ်လို့ပြောဆိုခြင်းဖြစ်ပါတယ်နားလည်ပါစီနော်အရှင်ဖေရအလှတို့တရားပွဲတို့ဘုန်းကြီးကျောင်းတွေမှာဥခွက်ပကံစည်းရင်ဘယ်ကုသိုလ်တွေရလဲသိကျင်ပါတယ်ဖေရမေတ္တာရှိထားဖြေချပေးတော်မူပါဖေရတဲ့အဲ့ဒါကိုဝေယဝစ္စကုသိုလ်လို့ခေါ်တယ်နော် ဝေယဝစ္စကုသိုလ်ရဲ့အကျိုးကဘာတွေရတယ်လဲဆိုရင်ထေရအပါဒံပါဠိတော်သုတဝတ်မှာဖျားရှင်လက်ထက်တော်အခါကဝေယဝစ္စကမထေဆိုတာရှိပါတယ်အဆိုပါဝေယဝစ္စကမထေအကြောင်းကိုပြောရမယ်ဆိုရင်လွန်ခဲ့တဲ့60တကဘာအထက်တုန်းကဝိပတ္တိမြတ်စွာဘုရားလက်ထက်မှာဝေယဝစ္စကမထေအလောင်းလျာဟာအသင်းအဖွဲ့တွေဖွဲ့ပြီးတော့ဖျားရှင်ရဲ့ဝေယဝစ္စနဲ့တန်ဃာတော်တွေရဲ့ဝေယဝစ္စကိုပြုလုပ်ပေးခဲ့ပါတယ် ဒါအပြင်ဝိပတိမြတ်စွာဘုရား၏ခြေတော်အဆုံးကိုလည်းပဲရည်မှန်းပြီးနှိမ့်စဉ်ရှိခိုးကြတော့ပါတယ်။အဲ့ဒီကောင်းမှုကြောင့်ထိုဘဝမှကွယ်လွန်တဲ့အခါမှာလူစည်းစိမ်နတ်စည်းစိမ်ကိုအကျဉ်းချင်းခံစားရပြီးရှိခိုးမြောက်ကဘာမှာသူစိန်တိတအမိဖြစ်စကြေဝရမင်းဖြစ်ခဲ့ပါတယ်။အခုဂေါရမမြတ်စွာဘုရားလက်ထက်မှာတော့ဝေယဝုစကမထေဆိုတဲ့ဘွဲ့အမိနဲ့အာတဝကင်းကွာတဲ့ယဟန္တာဖြစ်ပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုရပါတယ်။ ဒါဟာဝေယဝစ္စလို့ရတဲ့အကျိုးတရားပဲဖြစ်ပါတယ်။အရှင်ဖေဟာမေတ္တာတုတ်ကကိုယ်တိုင်မယူပဲဖုံဖုံတွေရွတ်ထားတဲ့ဗီဒီယိုတွေကိုဖြန့်ပြီးမေတ္တာပွားလို့ရပါသလားဖေဟာတဲ့။မေတ္တာတုတ်ရွတ်တယ်ဆိုတာမေတ္တာပွားများခြင်းဖြစ်ပါတယ်။မေတ္တာပွားများတဲ့ပုဂ္ဂိုလ်တွေဟာအိမ်နိုးချမ်းသာ ကောင်းစွာအိမ်မက်ချစ်လျက်လူနဲ့စောင့်လန့်နံများမိအစိတ်ဓာတ်တို့ရှောင်ရှားကိုမှလင်စွာစိတ်တည်ရှင်ကြည်မြတ်နာတေဃာမတွေလားလီပြမှာစက်တပြာတီးဆိုတဲ့ ေတ္တာအကျိုး၁၁မျိုးကိုရပါတယ်။အဲ့ဒီလိုကောင်းမြတ်တဲ့မေတ္တာအကျိုး၁၁မျိုးကိုရတာဖြစ်တဲ့အတွက်မေတ္တာပွားတဲ့အခါမှာသူတစ်ပါးရွတ်တဲ့အတန်ကိုနားထောင်ပြီးလိုက်ပွားသည်ဖြစ်စေမိမိကိုယ်တိုင်ကပဲရွတ်ဆိုရေးပွားများသည်ဖြစ်စေပွားများကောင်းတယ်လို့မှတ်သားထားရပါမယ်။